မင်္ဂလာပါကျွန်တော်တော့လင်းနေဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုလို answer down လေးတွေရှိရင်အလမဲတကူပြလို့ရတယ် magic performance လေးတကူကိုကျွန်တော်ကလုတ်ပြပြီးတော့ပြန်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာအေးအားလုံးကြည့်ရအောင်ပါ answer down လေးနှစ်တုံးကျွန်တော်ပူးပြီးတော့ခြင်ထားလိုက်ပါမယ်အဲ့တော့အားလုံးမြင်တဲ့အတိုင်းပဲဒီဘက်မှာကတော့ကျွန်တော်နံပါတ်9ပါဒီဘက်မှာကတော့နံပါတ်10ပါဒီဘက်မှာ10ဒီဘက်မှာနံပါတ်9ပါအဲ့တော့ကျွန်တော်တို့ magic power နဲ့ပြောင်းလိုက်ပါမယ်ကြည်နေပါဩပြောင်းသွားလား မပြောင်းသေးဘူးပြန်လုပ်ကြည့်မယ်နော်โอเคဝါအလုံးမြင်တဲ့အတိုင်းပဲအခုဆိုလို့ရှိရင်အသာလုံးလေးကလူတို့အပွင့်ပြောင်းသွားပါတယ်ဒီဘက်က1ဒီဘက်က9ပြတ်သွားပါတယ်ဟေးပြန်ပြီးတော့ကျွန်တော်လုပ်ကြည့်ရအောင်ပါဟောအခုဆိုရင်ငကိုမူလအတိုင်းပဲအသာလုံးလေးကပြန်ပြီးတော့ပြောင်းလဲသွားပါတယ်အဲနောက်ဆုံးတစ်ချိန်ထပ်ပြောင်းကြည့်အောင်โอเคဝါအသာလုံးလေးကပြောင်းလဲသွားပါတယ်တကယ်ကိုကျွန်တော်တို့ရီယယ်ရိုးရိုးအန်စာလုံးလေးဖြစ်ပါတယ် ဒီဗျောက်ကလေးကိုပြန်လဲပြီးတော့ sharing လုပ်ပြမှာဖြစ်ပါတယ်အားလုံးအအောင်ဆက်ပြီးတော့ကြည့်ရှုလေးလာပေးပါကျွန်တော်တို့ကဒီဘက်ကတစ်ဒီဘက်ကငါးကိုအပေါ်မှာထားမယ်ဒီဘက်ကငါးဒီဘက်ကတစ်ကလေးကိုအပေါ်မှာထားလိုက်ပါမယ်ပြီးွားရင်ကျွန်တော်တို့လက်မလေးပေါ်မှာအဲ့ answer တုံးလေးကိုကျွန်တော်တို့တင်ထားပြီးတော့ထိတ်ကလက်ညိုးပြားလေးရပေါ်ကနေတင်ထားရပါမယ်အဲ့တော့ဒီ answer တုံးလေးကိုကျွန်တော်တို့ကဒီလိုလေးရှေ့ကိုတွန်းလိုက်မယ်ဆိုရင် answer တုံးလေးကဝင့်နေရပြောင်းလဲသွားတယ်လို့ပေးတဲ့ကြကမြင်ရပါလိမ့်မယ်ဘို့တော်လေ ဒီလိုလေးပြောင်းနေပေးတဲ့ကသိပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့က motion တစ်ခုထည့်အောင်ဒီလိုလေး motion လေးထဲမှာလှည့်လိုက်တဲ့ခါကျရင်ကျောင်းသွားတာကိုမသိနိုင်တော့ပါဘူးဒါကကျွန်တော်တို့ illusion လို့ခေါ်တဲ့အာယုံကိုလှည့်တဲ့အတတ်ပညာတွေပေါင်းစပ်ထားတဲ့ပြောက်ွက်တစ်ခုဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါလေးကိုမိမိတို့အိမ်မှာလည်းအလွယ်တကူပြန်ပြီးတော့လုပ်နိုင်ပါတယ်ကျွန်တော်ကတော့နင်းနေဖြစ်ပါတယ်ခင်ဗျာ